ဒီကနေ့ရဲ့နောက်ဆုံးရအကစားကြောင်းအရာကြောင်းအထူးထူပြောလိုက်ရအောင်အားလုံးပဲမင်္ဂလာပါဖဘွားဝါ channel မှာဝင်တော်မှာမှာဒီဗီဒီယိုလေးမှာတော့ဒီနေ့အော်တိုဘားလာ16ရက်နေ့မှာရရှိထားတဲ့နောက်ဆုံးရအကစားအကြောင်းအရာချို့ကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Northern Forest အသင်းကိုတာဝန်ယူကင်တွယ်နေတဲ့နီးပြကြီး NK Poster Glue ရဲ့အနာဂတ်က Chelsea အသင်းနဲ့ပွဲစဉ်ပေါ်မှာအများကြီးမူတည်နေတယ်ဆိုပြီးတော့သတင်းတွေကဇက်တိုက်ပေါ်ပြလာပါတယ် Northern Forest ကိုကင်တွယ်ပြီး9ပွဲအတွင်းမှာ9ပွဲတစ်ပွဲမှရမထားတဲ့ NK Poster Glue အတွက် ချက်စင်းရဲ့ပွဲစဉ်ကလက်ချန်ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီးတော့ဒီပွဲမှာသာရလက်ဆူထွက်ပေါ်ခဲ့မယ်ဆိုရင်အန်ဂီဘိုစတယ်လူကနော်တင်ဟမ်ဖောရက်ယာတုကနေထုတ်ပယ်ခံရဖို့ရာခိုင်နှုန်းများနေတာပါအန်ဂီဘိုစတယ်ကလူရဲ့နေရာကိုဆက်ခံမဲ့နီးပြတွေအဖြစ်ရှောင်းတိုင်းနဲ့ဘင်နီတက်တို့ကဒါရေပန်းစားနေတယ်ဆိုပြီးတော့တတင်းတွေကဇက်တိုက်ဖော်ပြနေတာဖြစ်ပါတယ်အန်ဂီဘိုစတယ်လူကတော့ကျွန်တော်တို့ဒါစနေနေ့ညနေ6နာရီမှာချက်စီအသင်းကိုသူတို့အသင်းရဲ့အင်ကွင်းစီတီဂရောင်းမှာရင်ဆိုင်သွားရမှာဖြစ်ပါတယ်အဲ့တော့အန်ဂီဘိုစတယ်ကလူရဲ့အနာဂတ်ကို ဘလို့ထွက်ပေါ်လာမလဲတော့ကျွန်တော်တို့အတူတူစောင့်ကြည့်ရမှာပါတပတ်မှာအစ်တွင်ပီလာအတင်းကသူတို့အတင်းရဲ့စကော့တလန်ခွင်းလေကစားမှာချွန်မကင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့နှီးစပ်နေပြီလို့သိရပါတယ်ပြီးခဲ့တဲ့နေရာဒီအပြောင်းချွေအတွင်းနျူကာဆယ်အတင်းရဲ့စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ဒီခွင်းလေလူကအစ်တွင်ပီလာအတင်းအတွက်အရန်ကိုအေးပါတယ်ခွင်းလေကစားမှာတယောက်ဖြစ်ပြီးတော့အခုအချိန်မှာ Telegraph ရဲ့ဖော်ပြချက်အရာဒါကိုစလဲရီနဲ့အစ်တွင်ပီလာအတင်းကြားစာချုပ်သစ်ဆွေးနွေးမှုတွေအချိန်ကြီးကောင်းနေပြီလို့သိရပါတယ်မကြခင်မှာပဲဒါချွန်မကင်းကအစ်တွင်ပီလာအတင်း င်းနဲ့စာချုပ်သစ်ချုပ်ဆိုသွားနိုင်မယ်လို့ယူဆပါတယ်မန်ချက်စတာယူနိုက်တက်အသင်းမှာကစားခွင့်မရဘဲနဲ့ဒါနေရာပြောင်းနေတဲ့ဒါနယ်သာလန်တိုက်စစ်ကစားသမားဂျိုရှူအာဇက်စီကိုအီတလီဘက်ကကလပ်တွေကအီတလီလီထံပြန်ခေါ်ဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်ဂျိုရှူအာဇက်စီကဘိုလော့နာအသင်းကနေမန်ချက်စတာယူနိုက်တက်ကိုရောက်ရှိလာပြီးနောက်ပိုင်းလက်ရှိရာသီမှာတိတိတာတာကစားခွင့်ပျောက်ဆုံးနေတဲ့ကစားသမားပါအဲ့တော့ဂျိုရှူအာဇက်စီကိုယ်တိုင်ကလည်းကမ္ဘာဖလားရာသီဖြစ်တဲ့အတွက်အသင်းကနေထွက်ခွာဖို့ဒါထွန်းပေးလာ နိုင်တယ်လို့တစ်ဖက်ကရိုမာနဲ့ကိုမိုအသင်းတို့ကလည်းဂျိုဂျူအာဇက်စီကိုစီးရီးအထံပြန်ခေါ်ဖို့အစဉ်သင့်ရှိနေတယ်လို့သိရပါတယ်ဇန်နဝါရီအပြောင်းရွှေ့မှာကျွန်တော်တို့တေချာပေါက်စောင့်ကြည့်ရမယ့်အပြောင်းရွှေ့တစ်ခုဖြစ်ပါတယ်တစ်ဖက်မှာနော်တယန်ဘောရက်အသင်းရဲ့ကွင်းလယ်ကစားသမားအီလီယော့အန်ဒါဆန်ကိုကျွန်တော်တို့ဒါစိတ်ဝင်စားတဲ့ကလပ်တွေတော်တော်လေးများနေပါတယ်မေရော်ရဲ့ပေါ်ပြချက်အရာ CD အသင်းကဒါ Euro 85ဒဏ်နဲ့ကံလမ်းမှုပြုလုပ်ဖို့တောင်ပြင်ဆင်နေတယ်လို့ဖော်ပြလာတယ်ပေါ့နော်ဒါကတော့နည်းနည်းလေးရိုမာဆန်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဘာပဲဖြစ်ဖြစ်စိတ်ဝင်စားတာကတော့မှန်တယ်အင်္ဂ ္ဂလန်လေရွေးစင်အသင်းမှာတောင်ရွေးချယ်ခြင်းခံထားရတဲ့နော်တန်ဖောရက်ကွင်းလေလူကိုမန်ချက်တာစီးတီးချဲစီးတင်းနဲ့မန်ချက်တာယူနိုက်တက်ဂရုကအပြိုင်ခေါ်ယူဖို့ကြိုးစားပွင့်လို့တီးရပါတယ်ဂျူပီတာအသင်းရဲ့ကွင်းလေကစားသမားထူရန်ကိုပရီးမီယာလိကလပ်တော်တော်များများကစိတ်ဝင်စားမှုရှိနေပါတယ်ကွင်းလေပိုင်းဖြည့်တင်းမှုပြုလုပ်ခြင်းနဲ့ပရီးမီယာလိကလပ်တွေဖြစ်တဲ့အာဆင်နယ်ချဲစီးလီဗာပူးတို့ကဒီကစားမနဲ့ပတ်သက်ပြီးတော့စုံစမ်းမှုတွေပြီးခဲ့တဲ့6လအတွင်းပြုလုပ်ထားတယ်လို့တီးရပါတယ်။ဘာပဲဖြစ်ဖြစ်ဒီကစားသမားကိုကျွန်တော်တို့ဒါ ပရီးမီယာလီဂ်ကလပ်တွေခေါ်ယူသွားနိုင်မလားတော့ကျွန်တော်တို့အတူတူစောင့်ကြည့်ရမှာပါပရီးမီယာလီဂ်ဘက်ကလူမျိုးရေးခွဲခြားမှုတွေကိုဒါဆန့်ကျင်တဲ့အနေနဲ့ပရီးမီယာလီဂ်လာမယ့်ပွဲစဉ်နှစ်ပွဲမတိုင်ခင်ပွဲမဆခင်မှာဒုထောက်ပြီးတော့ငြိမ်သက်သွားဖို့အစီအစဉ်ရေးဆွဲထားတယ်လို့သိရပါတယ်ဒီစီဇန်ကိုလာမယ့်စနေနေ့မှာပုံဖော်သွားမလားတော့ကျွန်တော်တို့အတူတူစောင့်ကြည့်ရမှာပါရေမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ဒင်းဦးဂျစ်ဆန်ကဒါနောက်အပတ်မှာရှင်ပြန်ကစားမယ့်ဘာစီလိုနာတင်းနဲ့အက်ကလက်စီကိုပွဲစဉ်နဲ့အမီပေါ့နော်အာကြံ့ခိုင်မှုပြေဝဖို့မသိ ကြမရေရာအနေထားမှာရှိနေတယ်လို့သိရပါတယ်တကယ်လို့များဒင်းဦးဂျစ်စန်တာကြံ့ခိုင်မှုမပြေခဲ့ဘူးဆိုရင်ရမထရဘကသူတို့အတင်းရဲ့နောက်ထပ်ပြီးခဲ့တဲ့ရာသီခြေစွမ်းပြခဲ့တဲ့နောက်ခံကစားသမားတယောက်ဖြစ်တဲ့ရာဦးအဆန်စီယုံနဲ့အစားထိုးအသုံးပြုဖို့အခုကတည်းကပြင်ဆင်နေပြီလို့သိရပါတယ်တပတ်မှာထရန့်အလက်ဇန်ဒါအာနိုကတော့အကလက်စီကိုပွဲစဉ်အမီတက်လာလာဖို့ရှိတယ်လို့တတင်းတွေကဇက်တိုက်ဖော်ပြနေတာပါဦးစမာတန်ဘီလီကရွှေဘောလုံးစုရပြီးတဲ့နောက်မှာသူ့ရဲ့ကိုယ်စားလှယ်တွေကနေတစင် PSG အသင်းထံလာစားတိုးမြင့်ပေးဖို့တောင်းဆိုထားတယ်လို့သိ းရပါတယ်ပါရစ်စိန်ဂျာမန်ဘက်ကအိုစမာတန်ဘီလီရဲ့ခြေစွမ်းအထွေလာစာတုံးမြင့်ပေးဖို့အလိုရှိပေမဲ့သူတို့အသင်းမှာအဓိကစံပြကစားသမားတွေဖြစ်ခဲ့တဲ့လီယိုနယ်မက်ဆီနေမာဂျူနီယာတို့လိုလိုလာစာမျိုးကိုတော့ပေးချေသွားဖို့စံထားမရှိဘူးလို့တီးရပါတယ်အိုစမာတန်ဘီလီကိုယ်တိုင်ကသူ့ရဲ့ကိုယ်စားလှယ်တွေကနေတဆင်း PSG တင်းနဲ့စာချုပ်ကိစ္စဆွေးနွေးဖို့စီခိုင်းထားတာလို့တီးရပြီးတော့လက်ရှိအနေထားအရစာချုပ်သစ်ဆွေးနွေးမှုမှာတင်းမာမှုတွေရှိနေတယ်ဆိုပြီးတော့ပြင်သစ်ဘက်ကသတင်းစာတွေကပေါ်ပြလာပါတယ်တစ်ဖက်မှာရဲမက်ဒရစ်နီးပြတဲ့ဇာဘီအလွန်ဆိုရဲ့ ဲ့လက်အောက်မှာနေရာရဖို့ယုံကန်နေရတဲ့ဒါတိုက်စစ်ကသားမှာဘရာဇီးတိုက်စစ်ကသားမှာအန်ဒရစ်ကိုပေါ့နော်ပြင်သစ်ကလပ်မာစီအသင်းကစိတ်ဝင်စားနေတယ်လို့သိရပါတယ်ဒီစားပြီးကင်တွယ်နေတဲ့မာစီအသင်းကအန်ဒရစ်အတွက်လာမဲ့ ကျွန်တော်တို့ဒါရပိုင်းနေအတွင်းမှာပဲပေါ့နော်ဒီဆွေးနွေးမှုတချို့စုံစမ်းစစ်ဆေးမှုတချို့ပြုလုပ်ဖို့အတွက်ပြင်ဆင်နေပြီလို့သိရပါတယ် Android ကတော့ data ပေါ့ရင်းမတွေ့အတင်ကနေငါးသူမဟုတ်ဒါအပြီးသားဇန်နဝါရီဈေးကွက်မှာထွက်ခွာသွားဖို့ရာခိုင်နှုန်းများနေတဲ့ကစားသမားဖြစ်ပါတဲ့အာမြင်တွေ့ရတဲ့အနေအထားတွေရာဇာပြီးအလွန်ဆိုရဲ့ plan မှာ Android မပါဘူးလို့တော့ကျွန်တော်တို့ယူဆလို့ရနေရပါတစ်ဖက်မှာအမိုင်းရမယ်အနေနဲ့ Galaxy ကိုပွဲစဉ်ကိုပေါ့နော်သူရဲ့ drawback တွေဖြစ်တဲ့ Rafinha တို့ Lewandowski တို့မပါဘဲပါဝင်ရှင်ပြန်ရဖို့ရှိပါတယ် Rafinha ာတို့လီဝင်ဒေါ့စကီတို့ကတန်ရရတဲ့ကစားသမားတွေဖြစ်နေတာကြောင့်ရှာမဲအနေနဲ့အသင်းရဲ့တိုက်စစ်ကိုသူကိုယ်တိုင်ဦးဆောင်သွားရဖို့ရှိနေတာပါတပတ်ကဖာရန်တိုရဲမာကာရက်စပိုတို့နဲ့အတူဒါတိုက်စစ်ပိုင်းမှာဦးဆောင်ရဖို့ရှိပြီးတော့ဒါမဲ့တယောက်ဘာစီလိုနာအသင်းကိုဦးဆောင်ပြီးတော့ဒါချီးစွမ်းပြသွားနိုင်မလားတော့ကျွန်တော်တို့အတူတူစောင့်ကြည့်ရမှာဖြစ်ပါတဲ့အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဘက်ကသူတို့တင်းရဲ့လယ်ဝေးစင်တင်းရဲ့နီးပြဖြစ်တဲ့ Patrick Lineback ကိုထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ပါတယ်နှစ်နှစ်စာကြုံနဲ့ခေါ်ယူခံအပ်ခဲ့တဲ့ Patrick Lineback က ကဒါအင်ဒိုနီးရှားအသင်းမှာရှစ်ပွဲသာကင်တွယ်ခဲ့ရတာဖြစ်ပြီးတော့ရှုံးပွဲလေးပွဲထိကြုံတွေ့ထားခဲ့တာဖြစ်ပါတဲ့ကမ္ဘာဖလားချစ်ချစ်ပွဲမှာကျွန်တော်တို့ sorry arabia iran တို့ကိုရှုံးနိုင်ပြီးတဲ့နောက်မှာကမ္ဘာဖလားဝင်ခွင့်မရဘူးတေချာသွားခဲ့ပြီးနောက်နီးပြနဲ့လမ်းခွဲဖို့အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဘက်ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါ patrick klein ဘက်ကတော့အင်ဒိုနီးရှားနီးပြရာဒူးကနေထုတ်ပယ်ခြင်းခံလိုက်ရပါပြီ bayern မြူးနဲ့အသင်းကဥပမီကနူတောင်းဆိုတဲ့လောက်ခလာစာကိုပေးချီဖို့တုံဆိုင်နေတဲ့အချိန်ဥရောပကလပ်တွေကဥပမီကနူနဲ့ပတ်သက် က်ပြီးတော့စိတ်ဝင်စားမှုတချို့ဇတိုက်ပြသနေပါတဲ့ရီယမက်ဒရစ်ဘာစီလိုနာတို့လိုစပိန်အားကြီးကလပ်တွေအပါဝင်ပြီးများလီဘက်ကလီဗာပူးတို့လိုအသင်းတွေကလည်းဒီဇာမားရဲ့ဆက်ဂျူရေးရှင်းကိုတောက်လျှောက်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။လက်ရှိအနေအထားတွေအရစာချုပ်တက်တာအဆင်မပြေဘူးဆိုရင်ဥပါမီကာနိုကိုကျွန်တော်တို့ဒါတခြားသောအသင်းကြီးတွေကဆွဲဆောင်သွားဖို့ရှိနေတယ်လို့သိရပါတယ်။ဥပါမီကာနိုရဲ့လက်ရှိစာချုပ်ကဒီနွေရာဒီမှာကုံဆုံးမှဖြစ်ပြီးတော့ free agent ကစားသမားတယောက်ဖြစ်လာဖို့ရှိနေတာပါ။အားလုံးပဲဒါကတော့ဒီနေ့မှရရှိထားတဲ့နောက်ဆုံးရအကစားအချောင်းရ တွေပါကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခွလက်ပါ